ဦးဇင်းအခုရောက်နေတဲ့နေရာကဒီအတန်ကြီးကအဲ့လိုဝုံဝုံတိုင်းသူပေါ်အတန်ဟောဘလောက်ကြာလဲဟမ်လို့နေတယ်လူဘောနော်အဲ့တော့ငါဗျာအမှန်ကတော့အကျည်ကြီးပါဟုတ်လားဒီတော့ဗျာနေမလားညတော့သိမှာလေဒီမြန်ကြီးတက်ဘုန်းကြီးနဲ့မောင်းလာကလေးကိုခံထားရတယ်ဗျာအေးဖို့အေးဖို့အေးဖို့ကျောက်ကျော်ရယ်နော်ဒါဒါကြီးကလည်းအကုန်လုံးဒါကျွန်းကျက်သွားတာခဲရမတ်လ28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့စကိုင်းငလင်အတွက် မရိကန်ဘူမိဆိုင်ရာသုတေသနအဖွဲ့ USGS ကထုတ်ပြန်တဲ့ငလင်ဗဟိုချက်နေရာမှာမြေသွေးအပူချိန်ကြောင့်အင်္ဂလိပ်အခရာ V ပုံတန်းလောင်ကျွမ်းထားတဲ့မြက်တွေကိုတွေ့ရှိရပြီးငလင်လုတ်ပြီး၁၀ရက်အကြာဧပြီလ9ရက်နေ့ကတော့အပူချိန်ကရှိနေပါတယ်။နောက်ပြီးမှပြန်လိုက်ပြီ။အော်ငါတို့တော့ငလင်လုတ်တာတစ်ခါမှဒီတစ်ခါမှကြုံဘူးပေါ့နော်။ငငလင်ကတော့ငလင်လုတ်တယ်ဆိုတာသိတယ်။လှုပ်ရုံပဲလှုပ်ဖူးပါပေါ့။ဒီတစ်ခါတော့အတန်ရောဒီလိုမျိုးကြီးလှုပ်ခါရဲနာတစ်ခါပဲတုံဘူးကတစ်ခါမှမကြုံဘူး။အတန်ကတော့ခုနကပြောလို့အိုးအဲ့လိုဟောဆိုအတိုင်းလာပြီးမှလှုပ်ခါတဲ့လား။ အဲ့လိုမျိုးကြီးအဲ့လိုပဲအေးပေါ်အေးပေါ်ခမိုင်းနာမည်ဘယ်လိုခေါ်တော့ဒေါ်တင်ဆန်းဒေါ်တင်ဆန်းဒါကြောက်ကခမိုင်းပိုင်နေခြံနေကဟိုမုံမုံလေးမုံမုံဒီဘက်ကဟိုဘောင်ထမ်းမင်းနေအောင်အသီးတွေနဲ့ဝေးနေတာလေဟိုမထမ်းမင်းနေအသီးတွေနဲ့ဝေးနေတယ်ပြေဆုံးရေဆုံးစားတော့ဗျာတသိဩဒီဘောဒီနေ့တော့တသိမသွားမှဟိုကဒါရီကစိတ်နေပြီဒီမာရီကပြီးသွားတယ်မှ၆ပြီးတန်းသွားတာ မြမသမိုင်းမှာလူသေးဆုံးပျက်စီးဆုံးမှုအကြီးမားဆုံးဖြတ်အားဖြင့်မြင်းငလင်ကြီးရဲ့ဗဟိုချက်ကြောက်တာရွာမှာထူးထူးဆန်းဆန်းဖြစ်ပျက်ခဲ့တာတွေကို တင်ဆက်ပေးလိုက်ချင်ပါတယ်။မလ28ရက်နေ့ဝန်လဲပိုင်း12နာရီ50မိနစ်ဝန်းကျင်မှာသခိုင်းမြို့နယ်ရေကားအင်းဤကိုဗဟိုပြုပြီးပြင်းအားမဂနီကျု9.8ရှိတဲ့မြင်းငလင်ကြီးလှုပ်ခတ်ခဲ့တာပါ။မြေနဲ့6မိုင်ကျော်10ကီလိုမီတာ ကိုဘဟုပြုလုပ်ခတ်တဲ့စောက်တိန်ငလင်ကြီးဖြစ်ပါတယ်။ငလင်တွေဟာစောက်တိန်ရင်ဖြတ်အာပူပြင်းထန်းပါတယ်။ကြောက်တာရွာဟာသခိုင်းမြို့နယ်တေတပန်အုပ်စုထဲကကျေးရွာတရွာဖြစ်ပါတယ်။ကြောက်တာရွာဟာကြောက်ပြုတ်ကြောက်မြုပ်ဆုံးကြောက်ကျိတ်ဆုံးစတဲ့ကြောက်သားနဲ့လုတ်တဲ့လူကုံသုံးကုံပစ္စည်းတွေထုတ်လုပ်တဲ့ရွာဖြစ်ပါတယ်။ဦးဇင်အခုရောက်နေတဲ့နေရာကကြောက်ကရွာလို့ခေါ်တယ်ဟဲ့ကြောက်တာရွာ ပင်ရှင်ကြောက်တာ ထမ်းမင်းရှင်ဟဲ့လားထမ်းမင်းရှင်ပြောကျင်တာလူဘောဒီဘက်ကထမ်းမင်းနဲ့သိမိအဲ့ထမ်းမင်းနဲ့သေးကုန်တာဟုတ်တယ်အဲ့ဒါနဲ့မဟုတ်တည့်ရပင်မှာသေးသွားတာကြည့်အဲ့ဒါတော်တူးစမ်းတယ်နောက်အောက်ကတည့်ရပင်ချမ်းလေမှပြန်ပြီးရှင်နေတဲ့တူတယ်ဟုတ်လားဒကမကြီးရှင်ရောမရှင်ရောမရောဟမ်ကျေးတော်ကိုမဘုံအောင်ရကျွမ်းလာအဲအเจ้าတွေအများကြီးဟုတ်လားအဲကြောင့်မို့သူမင်းတွေလည်းအဲ့လိုပဲဒီဘောအေးဘောအေးဘောကမိုင်းနာမည်ဘယ်လိုခေါ်တော့ဒေါ်တင်ဆန်းဒေါ်တင်ဆန်းဒါအเจ้าကဒကမကြီးပိုင်တဲ့ channel က ဟိုမုံမုံလေးမုံဒီဘက်ကဟိုဘာထမ်းမင်းနေအောင်အသီးတွေနဲ့ဝေးနေတာလေဟိုမထမ်းမင်းနေအသီးတွေနဲ့ဝေးနေတယ်ဝေးတဲ့ပြီဆိုရေသုံးစားတာဗျာတသိဩဒီဦးဘော်ဒီနေ့တော့တသိမသွားမှန်ဝမ်းဒါရီကစိတ်နေပြီဒီမရီကပြီးသွားတယ်မှ6ပြီတန်းသွားတာနန်းနမာဆိုအချောင်းကြီးရတယ်အိုက်ပဲပြီးသွားကြည့်လိုက်အောင်မနော်ကဲကောင်းပါပြီဓမ္မမိတ်ဆွေတွေအခုမြင်တွေ့ရတဲ့အတိုင်းပဲဘုံဘုံကပဲရအောင်အဲဦးစင်းကရန်ကုန်ကပါဗုဒ္ဓကိုရှင်ဆရာတော်လို့ခေါ်ပါတယ်အဲအဲ့လိုပဲသာနာအတွက် ဒီကဒီကဟိုသာဟိုစုပ်ပွင့်လေးလာစိုက်တာဟုတ်ပါဗျာအင်းနော်ဒီပေါ်စုပ်ပွင့်လေးတွေပေါ့နော်ဟုတ်ကဲ့ဒီရှိရောအရင်ကနေပြီးတော့ပိုက်နဲ့ဒီမှာတင်ပြီးတော့ဒီကတော့မလို့ကြတယ်ဘူးကြီး။အော်အရင်ပေးပြီးတော့ဒါစောစောပေါ်တော့ရမ်းစား။ဒီဥစားဒီဥစားအရှင်းနောက်ပင်ကအကုန်လုံးစိတ်နေပြီးတော့တောင်မြောက်တန်းပြီးသွားတာပေါ့နော်။အကုန်လုံး၆သွားတာပေါ့အပင်လိုက်ပြေးတာအပင်ကအကုန်လုံး꿰ပြပြီး၆သွားတာပေါ့ ။ဟိုတပင်းနဲ့တပင်းနဲ့ဆယ်ပြီလောက်กว่าတယ်ဆိုတာ။အာဟိုတောင်နာပင်ကြီး။ဩ။ပင်ကြီးအမြင့်ကနေပြီးတော့လေ။အေးအမြင့်ကအဲ။ပင်စီကြီးကမြောက်ထက်ကိုရွေ့သွားတာခင်ဗျာ။ဩ။အင်း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 ။ကဲအောင်စရာပေါ့ဗျာဓမ္မမိတ်ဆွေတွေတွေ့ရရင်တော့ဒါတော့ဖြူပဲဟလားတင်ပါဗျာအဲဂျွာရီမတို့ညာမတို့ဒါမျိုးလေးနဲ့ပဲစားရတာလားတင်ပါဒီစုပုတ်တန်းဆိုလို့နော်ဒါတော့ဒေါ်လေးစားကောင်းတယ်နော် ဟိုအောက်မှာလူစုပ်တွေစိုးမနေဘူးဟုတ်ပါဘူးသူကအေးတဲ့ဘူးကြောက်တယ်ဗျာဩအဲအော်အေးကဲဒီနေ့ဟာနဆက်နဲ့လီးရနေဖြစ်ပါတယ်လို့ဦးဇင်းဩအေးဟုတ်ပေါ့ဒီဟိုအပင်ကြီးနဲ့အေး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 ဗုဒ္ဓဂုံကြီးပဲကွအေးအေးအေးအင်းရောဘာဖြစ်သေးအောင်ဒီကတဲတဲ့နေရာဆိုပိုလှုပ်သလား เอ๊ะเอ๊ะเอ๊ะโอเคဒါတော့ဒါမှလုံးဝလှုပ်လိုက်လို့ကြွနေနေရာတွေပေါ့ဒီမဲ့ကဲပြောပါအောင်အခုဆိုရင်ဒါဒီနေရာမှာတော့ဓာတ်ပုံရိုက်မှာငါကိုယ်ဥစားလေးဓာတ်ပုံရိုက်ပြီးသားမဟုတ်ဟိုလက်ဩဓာတ်မင်းအလေရတယ်ဆက်ပြက်ပြက်ထားလိုက်ဟမ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 ် ဖြစ်ပါကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ဒါစကိုင်းကနေ10မိနစ်กว่าဝေးတယ်ဒီကြောက်တာကြွားပေါ့လေဒီတက်တက်မှာတော့ဒါရေခါအင်းရှိတာပေါ့ဒီငလင်ကျော်ကြီးရဲ့စတင်ဖြစ်ပေါ်ရာနေရာလို့လည်းပြောလို့ရတာပထမဦးဆုံးငလင်တန်ခံစားခဲ့ရတဲ့ဒါကြောက်တာကြွားလေးရဲ့အခြေအနေပေါ့လေဒီငလင်ကသူတို့ဒီဒါကန်ကြီးရဲ့ပြောပုံရဆိုရင်ဒီတောင်တွေကဆင်းလာတာပေါ့ဒီအတန်ကြီးကအဲ့လိုဝုံဝုံတိုင်းသူပေါ်အတန်ဘလောက်ကြားလဲ ဟမ်ဒီလိုနေတယ်လို့ပြောပါတော့အဲ့တော့ငါဗျာအမှန်ကတော့အကျယ်ကြီးပါဟုတ်လားဒီတော့ဗျာနေမလားညတော့သိမှာဟုတ်လားလေးမြန်ကြီးတန်ဘိုးကြီးနဲ့မောင်းလာတယ်လို့ကိုခံထားရတယ်ဗျာအေးဖို့အေးဖို့အေးဖို့ကြောက်ကြောက်ရင်နော်ဒါဒါကြီးကလည်းအကုန်လုံးဒါကျွန်းချက်သွားတာဟွန်း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 ဒါကအကြောက်ရင်းရဲ့ဒါရီကအောက်ကအမြင့်တွေဖြစ်လို့တည်သွားတာပေါ့အောက်ကပြတ်ထွက်သွားတော့ဒါကဒီမှာအကုန်လုံးရှင်းရှင်း ီကမဟုတ်ဘဲကူသွားတာပဲနော်လိုင်းရနိအေးလိုင်းရဒီလိုသွားတာဒီမှာနေနေနေအုံကြီးကြွလာတော့အပြင်နှုတ်ပြတယ်လို့ဩဟုတ်လားအเจ้าကြီးကလည်းအေးပေါ့အပြင်အပြင်အောက်ကနှုတ်တော့အမြစ်ဒီအကုန်လုံးပြတ်သွားတာပေါ့နော်အေးဟုတ်အောင်မအေးဒီအမြစ်ဒီအင်းအင်းအဲ့အောက်ကအမြစ်ဒီအဲ့အမြစ်ဒီပါဗျာအေးအဲ့အမြစ်ဒီအဲ့အမြစ်ဒီပြတ်ကုန်တာပေါ့အဲ့တော့ဒီအပြင်သီးရောတာပေါ့ဘယ်နေနေဒါထန်းနုလေးကိုဟုတ်မှာဒီဒီဟိုဒီဟို ဒီတည့်ပြန်လဲတချမ်းတည်သွားတယ်ဗောလားဘလို့လို့အမြင့်တချမ်းမရတော့ခုနလို့အကုန်ပေလောက်ပါတယ်ခင်ဗျာဒီပေါ့မို့အမြင့်တချမ်းရတချမ်းဘက်ကစိုးပြီးတော့ကျန်တဲ့တချမ်းဝအားကိုးနေတဲ့ line ကဟာဒီကဒီကအလဲကောင်းနေကြွာတာဒါကြီးပေါ့နော် line ကြီးတစ်ခုလုံးဖြစ်သွားတာဒါကတော့ကြောက်တာရွာလားကြောက်တာနော်ဟဲ့မဟာပရိမေကြီးကလှုပ်တယ်ဆိုရင်မကြည့်အကွဲပြက်နေတယ်အေးဘောဤဘောဒါရကမကြီးရရဲမှာလား ဟွကြည့်ပါဦးနွားနဲ့လဲနဲ့တော့ယုံလို့မရနိုင်နဲ့နေရမျိုးကြီးနော်ဒီလောက်ကြည့်ကိုကျူးဟာထားသွားတာနော်ဒီကအပင်ကြီးတော့အကုန်ပြီပါပဲဒီပင်ကလုံးဝချောက်သွားပြီတော့အမြင့်နဲ့ကတ်တဲ့နေရပေါ့ဒါတွေကအမြင့်နဲ့တရားအောက်ကကွက်ကြတဲ့နေရနော်အင်းအင်းဒီမှာအောက်ကအေးအပင်ကြီးတည်တာဟုတ်ပါမှာလုံးဝဟိုဘက်မှာစိမ့်လို့လေမကြီးဟိုဘက်မှာစိမ့်ပြီးတော့ အသည့်နဲ့လှဝင်းနေတဲ့အချိန်မှာဒီမှာလုံးဝတီးသွားတာဒါလည်းငလျင်လိုင်းလိုင်းကြီးပေါ့ဒီငလျင်လိုင်းကြီးကတကယ်ကိုနောက်လဲလာကြမအော်အေးဒီပင်ကြီးဒီပင်ကြီးဟိုဘက်ဒီဘက်ခွဲသွားတာဟောဒါအကုန်လုံး6ပြီးသေးကုန်တာပဲနော်အေးပေါ့အေးပေါ့အေးပေါ့အေးအဲ့ဒါပြလားအင်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 းပြီးတော့ဟိုဘက်ကိုရွေ့သွားအေ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 း အပင်အရွေရလားဒီကောင်ကအောက်ကဟာအချင်းအပဲ့သွားတာအပင်အရွေရပါဘုရားဟမ်အပင်အရွေရဒါကြီးကဟိုကွဲထွက်လာမှုဘူးလားမဟုတ်ဘူးအဲ့လေဟောအပင်ထုတ်ကိုရွေမြည်ရွေတာငကုန်းမရအပင်နေရငကုန်းနေရတဲ့အပင်အရွေရဒီလိုမျိုးလေးရှင်မြဒီလိုမျိုးဖြစ်တာကနေဒီလိုဒီလိုခွဲထွက်သွားတဲ့သဘောအေးလေဘုလိုမြေနှစ်ချမ်းခွဲသွားတာအေးပါ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 အပင်ကဒီနားမှာအေးလေ ကင်မရာထားတာလေ။ဟမ်တော့ယူတော့တော့။တော်လေအမြဲတော့ကနေပဲ။ဒီမှာလိုင်းနေလိုင်းနေ။ဘယ်ပုံရရမှာ။အေးအေး။အင်းလိုင်းနေနေအတူဒီမှာပဲ့ကြသွားတယ်။ဒါလည်းဟိုဘက်ကမှပဲ့သွားတာပဲ။ဒါမှမဟုတ်။အေးရိုက်အောင်နီ။ဘုံပေါ်ကဓာတ်ပုံမရိုက်ချင်ပါနဲ့။ ူလောတဲ့ဒါလေးကိုပဲဘုံကအံ့ဩနေအေးဒီမတန်ကြီးကိုရှင်ကပြောတာဒီကြောင့်ပါလေอืมရတယ်လေအခုတန်ဘုံကတစ်ချက်တည်းပြောကြည့်ရင်ပြောရင်ရိုက်တာအသေးအသေးရိုက်သွားတာဒီလိုဒီလိုနှစ်ပုတ်ကဲကောင်းပါပြီဒါလေးကိုတက္ကနာထားပြီးတော့ရေကာရင်တက္ကမကြီးနာမည်ဘယ်လိုလဲတက္ကမကြီးဩတက္ကမကြီးကပါရေကာရွာဟလားကြောက်တာကြောက်တာရွာတက္ကမကြီးတို့ကြောက်နေထွက်တဲ့ကြောက်တာရွာဩတက္ကမကြီးကြောက်နေထွက်တယ်ကြောက်တာဟမ်ဒီဘုဒ္ဓနာကလည်းဒီမှာရတယ်တက္ကမကြီးကြောက်ပြင်းနေတည်းထွက်တယ်ကြောက်တာတဲ့ ်တပည့်တော်တို့ဗျာအဲ့ဒီဟိုဟာရက်ကန်းရယ်ပြိဘောကရယ်တောင်သူရယ်ပြိဘောဒါတကယ်ကိုမီယိုပလာလေးလေမီယိုပလာလေပြိဘောတော့ဝေဝမ်းကြောင်အာဖြူပြီးတော့လောက်တာဆိုရိုက်မယ်ရိုက်မယ်တော့ကင်မရာမှာပါတော့ကြကဲပြီးသွားတဲ့ timing နေရယ်ကွဲသွားတဲ့ timing နေရယ်ဒီနေရာအမှတ်တရပေါ့ဒါလေးကိုဥစဉ်တင်ပြပေးလိုက်ပါတယ်ကဲမတ်လ28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့စကိုင်းငလင်အတွက် အမေရိကန်ဘူမိဆိုင်ရာသုတေသနအဖွဲ့ USGS ကထုတ်ပြန်တဲ့ငလင်ဗဟိုချက်နေရာမှာမြေတွင်းအပူချိန်ကြောင့်အင်္ဂလိပ်အခေယာ V ပုံတန်းလောင်ကျွမ်းထားတဲ့မြက်တွေကိုတွေ့ရှိရပြီးငလင်လုတ်ပြီး10ရက်အကြာဧပြီလ9ရက်နေ့ကတောင်အပူချိန်ကရှိနေပါတယ်ငလင်ဗိုချက်နေရာကိုတွားရောက်တည်ရှိခဲ့သူစာရေးအနောက်ရွာသားတို့ကတော့အခြေအနေကိုပြောပြပါတယ်အဲပြောမယ်ဆိုရင်တော့ဒါကတော့တဘာဝမြေရိုင်းတော့ပေါ့မြေရိုင်းတော့ဆိုကျွန်တော်ဒီသားခေါ်တာဂျွမြက်ခေါ်တာပေါ့ဗျာအဲဂျွမြက်တော့ပေါ့ ညွတ်မြတ်တော်မှာဒီငလျင်ရဲ့ဘိုးချက်လို့ယူဆလို့ရတဲ့နေရာပေါ့ပြောလို့ရင်ခုထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်တွေရဲ့ location နေရာနဲ့လည်းတခြားချက်ကြတဲ့နေရာကထူးခြားမှုရှိနေတာကဘာလဲဆိုတော့အတော်မြတ်ရိုင်းတွေကလူရှို့ထားတာမျိုးပေါ့အဲခန်းပြီးတော့ရှို့ထားတဲ့နေသားမျိုးမဟုတ်ဘဲနဲ့တဘာဝလောင်ကျွမ်းထားတဲ့နေသားမျိုးမျက်ပင်မျက်ရိုင်းတွေကလောင်ကျွမ်းထားတာအဲ့ဒါတခုတော့တွေ့ရတယ်ညာဟုတ်အဲ့ဒီငလင်ဘိုဟိုချက်နေရာကငလင်လုတ်ပြီး၁၀ရက်အကြာဧပြီလ9ရက်နေ့ထိအပူချိန်ရှိနေဆဲဖြစ်ပါတယ်။ လင်းလုတ်ခတ်ချိန်မှာငလင်းလုတ်ခတ်ရာရင်းမြကြီးအင်းဆက်အနီးရှိပဒူရွာကဆစ်ဆောင်စခန်းတဲကုန်းမှာရောက်ရှိနေသူအမျိုးသမီးတူကငလင်းလုတ်ခတ်ချိန်ကအခြေအနေကိုပြောပြပါတယ်။အာငလင်းလောက်တော့ပထမတော့ဟိုဂျွင်းဆိုပြီးတော့ကွာဟိုမူထိုင်တာပဲထင်တာပေါ့နော်။အော်အဲ့လိုကြီးပဲ။အဲ့လိုတန်းလည်းဟိုးဆိုမြေရက်လှုပ်သွားတော့လေခါရနာတဲတွေအကုန်လုံးကွာတက်ပြီးအောင်မနေတော့တက်ပြီးထတယ်ရောလူကြီးကအော်မထဘူးမထဘူးထိုင်ထိုင်နေဆိုတော့အမထိုင်နေကွာလို့အဲ့လေဟိုတုံးမင်းသမားရလေလာတုံးမင်းသမားလေဝုန်းဝုန်းနဲ့စင်မထိုင်ကုန်အောင်အောက်တွေအကုန်လုံးထင်းတယ်လေလူကြီးက ထိုင်လိုက်ပြီးတော့တက်တော့အဲ့မထိုင်နေပထမ၃လောက်တစ်ခါပြန်ထက်လို့တာမနမငြိမ်မှုအတိုင်းတိုင်းတနေကုန်ဝိုင်းလှုပ်နေအဲ့လိုကြီးလှုပ်ပြီးမှပြန်လိုက်ပြီအော်ငါတို့တော့ငလင်းလှုပ်တာတစ်ခါမှဒီတစ်ခါမကြုံဘူးပေါ့နော်ငငလင်းကတော့ငလင်းလှုပ်တယ်ဆိုတာသိတယ်လှုပ်ရုံပဲလှုပ်ဘူးပါပေါ့ဒီတစ်ခါတော့အတန်ရောဒီလိုမျိုးကြီးလှုပ်ခါရဲနာတစ်ခါပဲတုံဘူးကတစ်ခါမှမကြုံဘူးအတန်ကတော့ခုနကပြောလို့အိုးအဲ့လိုဟောဆိုအတိုင်းလာပြီးမှလှုပ်ခါတလား အဲ့လိုမျိုးကြီးမိုးဆင်းတလို့တိုင်ကြီးလည်းအဲ့လိုလာတာမိုးထင်းတို့တိုင်ကြီးမဲ့အတိုင်းကြီးနှစ်ရက်နှစ်ရက်စတဲ့အဲ့လိုတိုင်ကြီးချင်းချင်းချင်းဆိုမှလာတာတိုင်ကြီးအဲ့တန်လာဆိုလိုင်းတည်းကကလေးရလို့ကြောဟာအတိုင်းကြီးပြန်ပြီးတူလားအဲ့လိုလေးငယ်လှုပ်လိုက်လာပြီလှုပ်တယ်တော့ရက်လေးရက်တိုင်းလှုပ်တာအဲ့လိုဟိုပထမပထမရက်ကတော့အရန်ဆိုးတယ်နောက်ရက်တည်းကတော့အဲ့လိုကြီးမဆိုးနောက်ရက်တည်းတော့ဟိုလှုပ်တယ်ဆိုတော့တိကြိုက်တယ်လှုပ်သွားလှုပ်သွားကြီးပဲအဲ့လိုမျိုးပေါ့ညနေပိုင်းနောက်တစ်နေ့ကျတော့ဟိုကနေ့က30ရက်နေ့တော့ညနေပိုင်း9နာရီလောက်ကတခါထပ်လှုပ်သေးရညာကြီးမှာ မတ်လ28ရက်ကလုတ်ခတ်ခဲ့တဲ့ငလင်ရဲ့တိတ်ပန့်ဆိုင်ရာအချက်လက်တွေမြေပြင်အခြေအနေတွေကိုတုံ့တက်ပြီးအရက်ဘတ်မိုးလီဝတပညာရှင်ဖြစ်သူဦးဝင်းနိုင်ကမြန်မာနိုင်ငံအတွက် USGS ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးအတည်ပြုပြောဆိုပါတယ်။